ဟုတ်ကျန်ပါရတော့ယောမဩရစာခန်းကြီး30ဖြစ်ပါတယ်ယောမဩရစာ အခန်းကြီး30အငယ်1မှ9ညီကိုတို့ဤတွေလာလူတို့သည်ကဲတင်တော်မူခြင်းတို့ရောက်စေခြင်းဟံငါဤစေတနာအလိုရှိ၍ဘုရားသခင်ကိုဆုတောင်းလေရှိ ထိုသူတို့သည်မှန်သောပညာမရှိတော်လဲဘုရားသခင်ဘဲ၌စိတ်အားကြီးသည်ဟု သူတို့အဖို့ငါတက်တည်ခံ၏ ထိုသူတို့သည်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုမသိဘဲကိုယ်ဖြောင့်မတ်ခြင်းကိုတည်စေခြင်းဟာရှားကြံသောကြောင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြ။ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ရောက်မည်ကြောင်းပြည့်ညတ်တရားသည် ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏။မောရှိကလည်းထိုအကျင့်ကိုကျင့်သောသူသည်ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်ဟု ပြည့်ညတ်တရားနှင့်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းတရားကိုရည်မှတ်၍ ရေထားသည်ယုံကြည်ခြင်းနှင့်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းတရားဆိုသည်ကကောင်းကင်သို့အဘဲသူတက်လိမ့်မည်နီနည်းနည်းရသည်သို့အဘဲသူဆင်းလိမ့်မည်နီဟုစိတ်ထဲမှမအောင်မင်းနီဟုဆို၏ထို့သောဆိုသောခရစ်တော်ကိုဆောင်ကက်ခြင်းကကောင်းကင်သို့အဘဲသူတက်လိမ့်မည်နီခရစ်တော်ကိုတည်ခြင်းမှထမ်းမြောက်စေခြင်းကနည်းနည်းရသည်သို့အဘဲသူဆင်းလိမ့်မည်နီဟုဆိုသည် အငယ်၈မှ၃တပန်ဆိုဒီကတရားတော်သည်တင်နှင့်ဤတင်းဤနှုတ်၌၎င်းတင်းဤနှလုံး၌၎င်းရှိသည်ဟုဆို၏ထို့သောဆိုသောငါတို့ဟောသောယုံကြည်ခြင်းတရားကို ဆိုလိုသည်အဘယ်သို့နည်းဟုမူကားတင်သည်တခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ဘုရားသခင်သည် သူ့ကိုတေခြင်းမှထမ်းမြောက်စေတော်မူပြီဟုစိတ်နှလုံးထဲ၌ယုံကြည်လျှင် ကဲတင်ခြင်းတို့ရောက်လိမ့်မည်ဖြောင်းမရာတို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏ကဲတင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏ကျမ်းစာလာဒီကထိုကြောက်ကိုအမိပြုသောသူမည်ဒီကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာတည်းယူဒမျိုး ဟေလသမျိုးကိုမယွေလူအပေါင်းတို့ကိုအစိုးရသောအရှင်တပါးကြီးရှိ၍ကိုရောကိုပထနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကျယ်ဝတော်မူ၏အကြောင်းမူကားသာရဘုရားကိုပတ္ထနာပြုတော်သူရှိသည်များတို့သည်ကဲတင်တော်မူခြင်းတို့ရောက်ရကြလက်တံအငယ်၄မှ၂၁တို့ရတွင်မယုံကြည်လျင်အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်းတည်မကြလျင်အဘယ်သို့ယုံကြည်နိုင်မည်နည်းဟောပြောတော်သူမရှိလျင်အဘယ်သို့ကြားနိုင်မည်နည်းလူကိုမစေလွှတ်လျင်အဘယ်သို့ဟောပြောနိုင်မည်နည်း ထိုတို့နှင့်အညီကျမ်းစာလာဒီကငြိမ်သက်ခြင်းဤဝမ်းမြောက်စရာတင်ကောင်းကျိုးချမ်းသာဤဝမ်းမြောက်စရာတင်ကိုကြားပြောသောသူဤခြေတို့သည် အလွန်တင့်တယ်စွာတကားဟု လာတည်းသို့တော်လေလူအပေါင်းတို့သည်ဝမ်းမြောက်စရာတင်ကိုနားထောင်ကြသည်မဟုတ်ပရောဖက်ဟေရှာယစကားဟုမူကား ိုးထာရဖျားအကျွန်ုပ်တို့ဟောပြောသော သတင်းစကားကိုအဘဲသူယုံပါသည်နိဟုဆို၏တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်လည်းဖျားသခင်စကားတော်အဖြစ်ဖြစ်၏တို့ရတွင် လူအပေါင်းတို့သည်မကြားရကြပြီလော အမှန်ကြားရကြပြီသူတို့၏အသံသည် မြေပြင်လုံး၌နှံ့ပြား၍သူတို့၏စကားသည်မြေကြီးဆွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏ တပန်းငါဆိုဒီကဤတွေလာလူတို့သည်ဤအမှုကိုမတိကြသလိုမောရှိကမရေရသောလူမျိုးအဖျင်တင်တို့သည်ညူစုသောစိတ်ရှိစေခြင်းက၎င်းပညာမရှိသောလူမျိုးအဖျင်စိတ်ဆိုးစေခြင်းက၎င်းငါပြုမိဟုရှေးဥစွာဆို၏ဟေရှာယသည်တာ၍ရရင်စွာဆိုဒီကငါကိုမရှာသောသူတို့သည်ငါကိုတွေ့ရကြ၏ ငါ၏အကြောင်းကိုမမေးမြန်းသောသူတို့၌ငါထင်ရှားသည်ဟုဆို၏ဣဒရေလလူတို့ကိုရိမှတ်၍တဖန်မိန်တော်မူသည်ကားနားမထောင်ညင်းဆန်တက်သောလူမျိုးတို့တနည်းလုံးငါသည်လက်ဝါးကို ဖြန့်ရပြီဟုဆိုသည်နောက်ကျမ်းပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်